ကနာချိုယူနိုက်တက်တင်မှာဆက်ရှိနိုင်ကြောင်းအရေးမွဲ့ပြောဆိုလာတဲ့အာမက်မန်ချက်စတာယူနိုက်တက်တင်ရဲ့ IP Coast တောင်မန်ကစားသမားဖြစ်တဲ့အာမက်ဒီယာလိုကတော့နာမည်ရာသီမှာကနာချိုအတင်းမှာဆက်ရှိနေဖို့မျှော်လင့်ကြောင်းဖွင့်ဟပြောဆိုသွားခဲ့ပါတယ်ယူရိုပါလိဂိုလိုဝဲမှာပွဲထွက်မကစားခဲ့ရတဲ့ပသက်ပြီးတော့ကာနာချိုကနီးပြဖြစ်သူအမ်မိုရီကိုမေးခွန်းထုတ်ခဲ့ရကြောင်းအမ်မိုရီကကာနာချိုကိုအတင်းသေးရှာဖွေထားဖို့ပြောဆိုလိုက်တာပါပရီးမီးယားလိဂ်အပိတ်ပွဲစဉ်ဖြစ်တဲ့ဗီလာအတင်းနယ်ပွဲမှာလည်းအမ်မိုရီကကာနာချိုကိုအတင်းလူစင်းမှတောင်ထည့်သွင်းမလာခဲ့ပါဘူး ဒါကြောင့်မလို့လာမယ့်ယာတီမာခနာချိုတရအတင်းကနေထုတ်ခါဖို့အလားအလာများနေခဲ့ပါတယ်ခနာချိုကိုခေါ်ယူခြင်းနဲ့အတင်းတွေကလည်းအတင်းဆောင်ဆိုင်နေကြပါဒါပေမဲ့အာမက်ကတော့အတင်းပေါ်ကာနာချိုကိုအတင်းမှာပဲဆက်ရှိနေစေခြင်းတဲ့အကြောင်းအခုလိုပဲပြောဆိုခဲ့ပါရဲ့ကာနာချိုကခြေစွမ်းတော်ကောင်းတဲ့ကစားသမားပါပြီးတော့ကျွန်တော်တို့အတင်းမှာကစားသမားကောင်းတွေလိုအပ်နေပါတယ်။ဒါမဲ့ရှားတီမှာကာနာချိုဆက်ရှိနေဖို့မျှော်လင့်ပါတယ်။လက်ရှိဖြစ်နေရတာကအတင်းအတွက်ပြဿနာကြီးကြီးမားမားမဟုတ်ပါဘူး။အခုရာအလုံးအခြေအနေကောင်းမှရလို့အာမက်ကပြောဆိုသွားခဲ့ရပါ ။သတင်းထောက်တွေကလည်း MORIN ကိုခါနာချိုးရဲ့အကြောင်းရှင်းနဲ့ပတ်သက်ပြီးနေမြန်ခဲ့ပေမဲ့ပေါ်တူဂီသားနီးပြားကဘာမှမတုံ့ပြန်မဲတုံ့ပြန်နေခဲ့ပါတယ်။